想。

ပတွေနေနေညာညာခတ်သိမ်းတော့ကာလတိုင်မလေးကိုစိတ်နှပြတို့အေးစာပေါ်ပြေဝါကချမ်းသာတော်မူကြပါစေ ရှိရ29ရက်တလ2005ရင်ကနေ့ဧရာဝတီတိုင်းဒေသကြီးကြံကင်းမြို့နယ်အလုံးကြီးရွာအုပ်စုအလုံးတောင်ရွာဘုန်းတော်ကြီးကျောင်းတဲ့အတွင်း၌ကဘာကျော်ရွှေရကုံပုံတူထီတင်ပွဲအကျိုးဓမ္မသပင်ဒီတရားဝဲဒီနေ့ထက်မှအစောဆုံးပင်ထားတဲ့တရားဟုတ်မနေ့မနေ့တနေ့အတောင်ဘုန်းကြီးဒီနာဖြတ်သွားလိုက်ပါတယ်ဒီတော့တွေ့ကြရတယ် အဲ့တော့အလုံးတရားနာပိတ္တာဘုန်းကြီးကတခါကြီးတရားဆိုတာပါတော့တခြင်းဆိုတာပါတော့တခြင်းနားထောင်တာတော့နားထောင်ကောင်းမှုပေါ့အလုံးပိတ္တာတရားဆိုတာတော့နားထောင်ကောင်းမှုမဟုတ်ဘူးတရားဆိုတာနားထောင်ကောင်းအောင်ဟောတာဟုတ်တရားမဟုတ်ဘူးရည်စရာပြောတာလည်းတရားမဟုတ်ဘူးငူစရာပြောတာလည်းတရားမဟုတ်ဘူးဒါမြင်တရားဆိုတာပါတော့လို့မေးရင်အလုံးပိတ္တာ နားလည်အောင်ဟောရမယ်နားထောင်ကောင်းအောင်ဟောမှလားနားလည်အောင်ဟောရမယ်ခင်ဗျားတို့မှလိုနေတာနားထောင်ကောင်းဖို့လိုနေတာလားနားလည်ဖို့လိုနေတာသဘောကျပါလားဒကာကြီးတွေကူပြောတဲ့စကားလေးတလုံးဘလောက်ဖို့တန်တော့မတတ်ညာဘူးလားအားလုံးပဲခင်ဗျားတို့မှလိုးနေတာဘုန်းကြီးကကြီးလိုက်ကြရတဲ့အသေးတယ်ဟောဒီတရားနာပြေးတာမှလိုးနေတာနားထောင်ကောင်းမှုမလို့ဘောနားထောင်ကောင်းတယ်ဆိုတော့အိမ်မှာကက်ဆက် TV အောက်ဆက်တိတ်ကွေး နိုင်ငံညာကွေတွေရောဟာသကွေတွေရောအဲ့ဒါနားထောင်ကောင်းမှုလေဒါကြီးကပေါ်ပါတယ်အဲ့နားထောင်ကောင်းယုံနဲ့လည်းပဲမိမိတို့ဩကာသထဲမှာပါတယ်လေအပယ်လေးပါးကလွတ်ချင်လို့လာတာ ਉਹ နားထောင်ကောင်းယုံနဲ့အပယ်ကလွတ်နိုင်ပါမှာသဘောကြပါဦးနာတိနိဗ္ဗာန်ရောက်ဖို့ဆိုရင်လည်းနားထောင်ကောင်းယုံနဲ့မရောက်နိုင်ဘူး။ဒါရင်ခင်ဗျားတို့နိဗ္ဗာန်ရောက်ရှင်နားထောင်ကောင်းမှုလို့တော့မဖြစ်ဘူးပြန်နော်။နားလဲအောင်လို့မှတ်သမ်းပါ ဝါကမဘုန်းကြီးဘယ်လိုဟောမှာလဲနားမလဲလဲအောင်ဟောပါလိမ့်မယ်လို့နောက်ကတက္ကမကြီးတွေသိချင်မှတ်ပါဘုန်းကြီးကြွတင်ပြီးတော့ပလင်မောကပြောလိုက်ပြီအလုံးအလုံးနဲ့နှင့်တကွတောင်ရွာမြောက်ရွာအစအဆုံးရွာတွေအများကြီးပေါ်ပြားပိုးစုကြီးတို့ကတော့လာတယ်ပြောပါတယ်ပိုးစုကြီးတို့ကျတို့အလဲပတ်တော့ရောက်ဘူးပါတရားဝဲနားရင်ပေါ့လေပရိမ္ပရံတရားဝဲတွေကနေပြီးတော့ရောက်ခဲ့ဘူးတော့ပေါ့ကဲအလုံးတရားနာပိသံဒီအလုံးတောင်ရွာမြောက်ရွာအလူတွေ ဈေးရဲသွားတဲ့အခါငွေထက်ပြီးတော့ဈေးရဲပြည်စည်းဝယ်တဲ့အခါမှာမလူအပ်တာဝယ်ရလားလူအပ်တာဝယ်ရလားဒီမှာလဲဘုန်းကြီးကနားထောင်ကောင်းတာမဟုတ်ဘူးနားလဲအောင်ဟောမှာနားလဲအောင်ကဘာလို့ဟောတော့အလုံးတရားနာပြည့်တတ်မှလူနေတာကနားထောင်ကောင်းဖို့မလူတော့ဘူးလူနေတာပါလူနေတာနားလဲဖို့လူနေတာဘာကိုနားလဲရမှာတော့လို့မေးတယ် တရားဟာမဖြစ်မနေနိုင်ရမယ်လို့နားလည်ထားအခုအလုံးတရားနာပြည့်သက်ကတရားကိုမဖြစ်မနေနိုင်မယ်လို့နားမလည်ဘူးနေလို့သွားခြင်းသွားမယ်အာနာလို့လာခြင်းလာမယ်နားလည်ထားရမှတရားဆိုတာမဖြစ်မနေကိုနားရမယ်လို့နားလည်ထားပြီးတော့မှနောက်ဆုံးပြီးသေခြင်းတရားနဲ့ရင်ဆိုင်တဲ့အခါမှာဘယ်လိုသေရမယ်ဆိုတာလည်းနားလည်ထားသဘောကျပါလား အလုံးတရားမှလားမတရားဘူးလားဘယ်လိုတရားမယ်လို့နားလည်ထားဖို့လိုတယ်ယန္တန်သေးသွားလို့မဖြစ်ဘူးကိုရောက်ခြင်းတဲ့နေရာနဲ့ကိုသေးတာနဲ့ကိုက်မှဖြစ်တာကိုကငရဲရောက်ခြင်းသလားလူပြေရွှေမျိုးသားခြင်းနဲ့ပြန်တွေ့ခြင်းသလားနတ်ပြေသွားခြင်းသလားဗြဟ္မပြေတက်ခြင်းသလားနိဗ္ဗာန်သွားခြင်းသလားလို့ကိုကကိုတွေ့ဖို့အလုံးပြေတာအဲ့တော့ လူပြေပြောင်းရောက်ခြင်းလဲဆိုရင်လဲလူပြေပြောင်းရောက်တဲ့သေနီးလေးကိုနားလည်ထားလူပြေပြောင်းတဲ့သေနီးလေးရှိတယ်ဖြစ်ခြင်းဟာဖြစ်กว่าပောက်တဲ့နှခုမထူးတော့ပါဘူးငရဲကြရင်လဲကြားပါစေဆိုရင်လဲငရဲသွားတဲ့သေနီးကတော့တင်းစရာမလိုဘူးငရဲသွားတဲ့သေနီးကနှခုလေးရရှိတယ်တို့တော့ဟိအလုံးတောင်ရောင်ရောက်ရသေးလို့ရှိရင်တော့တို့ရွှေမျိုးသားချင်းနဲ့ပြန်တွေ့ကျင်တယ်ဆိုရင်လူပြေရောက်တဲ့သေနီးကိုလည်းတိထားနားလည်ထားအရိယာခေါ်တာပေါ့ ဟာဗြမပြေမရောက်ချင်ပါတယ်ဆိုရင်လည်းဗြမပြေရောက်တဲ့သေနီးကိုနားလည်ထားဟာမထူးပါဘူးဖုရားနိဗ္ဗာန်ပဲရောက်ချင်ပါတယ်ဆိုရင်နိဗ္ဗာန်ရောက်တဲ့သေနီးကိုလည်းနားလည်ထားအခုအလုံးတရားနာပြေတာဘယ်သေနီးခင်ရတော့နားလည်ထားကြတော့ဒီလိုပဲရမ်းသေးလိုက်မှာပါဖုရားလို့ဖြေတယ်ကျုပ်ကလည်းသိနေပြီသားပုဂ္ဂိုလ်တွေပါခင်ဗျားတို့သေတာကိုနားမလည်ဘူးကျုပ်ကသိတယ် ဘလူသိရမယ်ဆိုတာနားမလို့ဘုန်းကြီးပြောလို့ဒါကြားလိုက်တာသင်းနီးတွေအမျိုးမျိုးရှိတယ်ငရဲသွားတဲ့သင်းနီးရှိတယ်လူပြည့်ပြောင်းရောက်တဲ့သင်းနီးရှိတယ်အချို့လူဝင်စားလေးတွေမတွေ့ဘူးလားအမေဝင်စားတာအဖေဝင်စားတာအဲ့ဒါပြန်ရောက်လာဒါလူပြည့်ရောက်တဲ့သင်းနီးတချို့လဲနတ်ပြည့်ရောက်တဲ့သင်းနီးလည်းရှိတယ်မြမပြည့်ရောက်တဲ့သင်းနီးတွေလည်းရှိနောက်ဆုံးပဲနိဗ္ဗာန်ရောက်တဲ့သင်းနီးရှိတယ်အဲ့ဒါအလုံးတရားနာပိသကိုရောက်ချင်တာနဲ့ကိုသင်းနီးကို နားလည်ထားမလားနားလည်းမထားဘူး။ဒါရင်အလုံးတရားနာပြည့်တတ်ကဘယ်ကိုရောက်ချင်တဲ့ရွယ်ချက်ရှိကြတော့။နိဗ္ဗာန်ရောက်ချင်တယ်နော်။ဘုန်းကြီးမနေ့တနေ့ပကံညာဦးမှာဟောခဲ့တယ်နိဗ္ဗာန်ရောက်ချင်တယ်။မဟုတ်တခါကြီးတွေတကယ်နိဗ္ဗာန်ရောက်ချင်တာလို့ဆက်မိတာကြောက်ကနိဗ္ဗာန်ရောက်ချင်လို့ပါဖေရမဟုတ်တကယ်ရောက်ချင်တာလားလို့ဘုန်းကြီးဆက်မိတာ။အဲကြတော့လူတွေကသိမပြောဘူးဗျာ။ပရမတော့နိဗ္ဗာန်ရောက်ချင်တယ်လို့ကျုပ်ကဝမ်းသာသွားတာတခါကြီးတွေတကယ်ရောက်ချင်သလားလို့မေးတော့သိမ့်မဖြေတော့ဘူး မပြုတော့ကြုံလဲဒီပုဂ္ဂိုလ်ကြီးကြည်ရတာသိဆန္ဒမပါလောက်ဘူးလို့အဲ့တော့ဘုန်းကြီးလည်းတရားလျှော့ခေါ်လိုက်ရတယ်အဲ့တော့ဘုန်းကြီးဒီနေ့ပြောချင်တာကတကယ်လားတကယ်ရောက်ချင်တာလားဒါအရေးကြီးတယ်နော်ဟိုမန္တလေးအိမ်တော်ကဘုရားမရှိတယ်လေလူတယောက်ကနိဗ္ဗာန်ကူးချက်ချင်းရပါလို့ဤဆိုတော့နေ့တိုင်းသွားတောင်းတာတရားလည်းမနာဘူး ဲ့တော့လူတယောက်ကဒီလူတကယ်နိဗ္ဗာန်ရောက်ချင်လားစမ်းသပ်အောင်မှာပဲဆိုအိန္ဒိယဘုရားနောက်ကနေနတ်ဝတ်နတ်စာကြီးဝတ်ထားဟိုလူကတော့ခါတိုင်းလူပဲနိဗ္ဗာန်မဲ့ဟိုရပါလို့ဘုရားဝုန်းဆိုဇီရီတော်တွေကနေထွက်လာကြတယ်အမောင်လူသားနိဗ္ဗာန်ရောက်ချင်ကူးလိုက်ခဲ့စဉ်းစားပါရစေ ਉ ခေါ်မဲ့လူလာတာတောင်ပါတယ်တော့အိမ်ပြန်တိုင်မင်မရစီဘူးနဲ့ကဲသွားသွားသွားမြန်မြန်တိုင်မင်ကြီးနဲ့ငါအချိန်မရှိဘူးနိဗ္ဗာန်ခေါ်ရမှာလေ အိမ်ပြန်တိုင်တယ်ရှင်မကြီးဒီနေ့တော့နိဗ္ဗာန်ခေါ်မဲ့လူနဲ့တွေ့လာတယ်နတ်မင်းကြီးနဲ့ဟာဒါတွေ့ရခဲ့တဲ့နိဗ္ဗာန်ဆိုတာရောက်ခဲလေချင်းချက်ချင်းလိုက်သွားပါလားဘယ်နဲ့ကြောင့်ပြန်လာတာတို့မင်းတို့ကြီးတွေဖြစ်ပါမလားဖြစ်ပါတယ်မင်းတို့ဖြစ်ပေမဲ့ငါမဖြစ်ဘူးกว่าတယ်အဲ့တော့နိဗ္ဗာန်တကယ်ရောက်ချင်တာမဟုတ်ဘူးခုညလေဟောဒီတရားနာပြည်တာနိဗ္ဗာန်တကယ်ရောက်ချင်တဲ့စိတ်ပါလို့ဟောဒီညလေခင်ဗျာနိဗ္ဗာန်ရအောင်ကြုတ်လို့ ခင်ဗျားတို့စိတ်ဟာခင်ဗျားတို့စိတ်ကိုခင်ဗျားတို့မညာနဲ့ခင်ဗျားတို့စိတ်ကိုခင်ဗျားတို့တန်ပြန်သုံးသပ်ကြည့်စမ်းငါနိဗ္ဗာန်ကိုခုနှစ်ချိန်ခေါ်ရင်တကယ်လိုက်ရှင်တဲ့စိတ်ရှိမလားလို့ကိုယ့်ဟာကိုယ်ပြန်ကြည့်စမ်းအဲ့ဒါလေအားလုံးပြေလာကိုယ့်စိတ်ကညာလို့မရဘူးလေသဘောပါဗလားအားလုံးနောက်ကနားလဲကြရဲ့သေချာလို့ဘုန်းကြီးကခုပြောနေတာနားထောင်ကောင်းအောင်ဟောမှလားနားလဲအောင်ဟောမှလား ခမားတို့စိတ်ကနိဗ္ဗာန်ရောက်ခြင်းနဲ့ဆန္ဒသိမ့်မရှိကြလို့နိဗ္ဗာန်မရောက်ဘဲနေကြတာပါဗျာ။ဘာဖြစ်လို့နိဗ္ဗာန်မရောက်နိုင်လဲဘုန်းကြီးတခုတရားဟောဦးတယ်အစွဲနဲ့တရေဆိုတာကြုံခေါ်ခဲ့ဦးတယ်တရားတပွဲအစွဲနဲ့တရေတဲ့အစွဲဆိုတာအလွန်ကြောက်စရာကောင်းတယ်တရေကတော့ပါမွားပါသိကြောက်စရာမရှိတော့ဘူးတရေဆိုတာနေရာတိုင်းလည်းမရှိပါဘူး။တရေရှိလည်းကိစ္စမရှိဘူးတရေဆိုတာပြည့်ရုပ်လိုက်ပြီးသွားတာ တရေတဲ့အစာပေါင်းမြောက်များစွာအကြောက်စရာကောင်းတာကအစွန်းအလုံးပြေတန်တရေတဲ့ကြောက်စရာကောင်းတာပါတော့တရေဆိုတာနေရာတိုင်းမှာအချောင်းချိုးချောင်းညာတစ်ပင်ရိတ်တို့ဖရာဂျိုဖရာကြတို့ရှိတယ်တော့ကြားဘူးတော့ပဲကိုလည်းမသိဘူးအစွန်းကဘယ်မှာရှိနေတော့အဲ့ဒီအစွန်းရမိမိရဲ့နှလုံးသားထဲမှာအစွန်းရှိတယ် တရားပွဲကောင်းရသားနဲ့တရားပွဲကိုမလာနိုင်တာဟာတရေကြောင့်မဟုတ်ဘူးအလုံးပြေသက်တရားနိုင်ရင်ကောင်းတယ်နော်တရားပွဲမသွားနိုင်တော့အောင်ဘသူကဆွဲထားတာလို့မေးတော့အစွဲရဆွဲထားတာအင်းအိမ်ငါမရှိဘဲနဲ့လုံမလို့ဟောအိမ်ငါဆွဲရလားကိုကဆွဲရလားကိုကဆွဲတာဒီကလေးတွေနဲ့ဆိုဖြစ်ဖြစ်ပါမလားငါမသွားတာကောင်းပါလေအစွဲရဆွဲထား ဒါကခင်ဗျားတို့ဟောဒီထဲမှာရောက်ရှိလာတဲ့ပုဂ္ဂိုလ်တွေနှလုံးသားထဲမှာတရေမရှိပါဘူးတဲ့။ဘာတွေတော့ရှိရော။ဆွဲတွေကတော့တိတ်ပေါ်တာပဲ။ဟိုကမခွန်းနိုင်တာအစွဲဒီကမခွန်းနိုင်တာအစွဲမကြည့်ရမနေနိုင်တာအစွဲမတော့ရမနေနိုင်တာ။အစွဲတွေပဲ။အဲ့ဒီအစွဲတွေကခင်ဗျားတို့မသေးခြင်းလဲသေအောင်ဟာ။မအိုခြင်းလဲအိုလိုက်ဆန်းဟဲ့။ဆွဲထားတယ်သူက။အဲကြောင့်အလုံးပြည့်တဲ့ဝါကမဘုန်းကြီးကပြောတာမှတ်ထား။အိမ်ရောက်လို့ရှိရင်ခင်ဗျားတို့ ဥပုပ်မဆောင်နိုင်တဲ့အဖွားကြီးတွေဟာအဲ့ဒါအဲ့ဒီအဖွားကြီးတွေရဲ့အတန်တန်မှာဘာရှိနေလို့ဥပုပ်ကြောင့်ကိုမရောက်တော့ဒါကြီးတွေသဘောကျပါလားအားလုံးကနားလဲကြတယ်နားလဲကြပါလို့ဝါကမဘုန်းကြီးကပြောပြီးသွားပြီနားထောင်ကောင်းဖို့မလိုဘူးဘာလို့နေတာလဲအဲအရာရာမှာခင်ဗျားတို့နားလဲမှုမရှိတာ ပြောရခက်တယ်နော်ဒီကောင်းနေကွာနားမလဲလိုက်တာဆိုရင်မကောင်းဘူးတကောင်းကျော်ချတခြင်းတွေဆိုအဲ့ဒါနားမလဲတဲ့ကောင်း ကိုယ်အသက်ရွယ်ကိုပဲရောက်မှမလို့ဥပုံဆောင်မှမသိသေးဘူးအဲ့ဒါနားမလဲလို့နားမလဲတာတော်တော်ဆိုးတာနားလဲတဲ့ပုဂ္ဂိုလ်ကြတော့အဆင်ပြေတာပေါ့ဒါကြောင့်အလုံးတရားနာပြည့်တတ်ကိုဝါကမခုံရဲ့ဒီနေ့နားလဲအောင်ဟောပါမယ်အလုံးတရားနာပြည့်တတ်လဲနားမလဲတာနဲ့နားလဲတာဘယ်ဟာကိုကြိုက်ဘုန်းကြီးမနေ့ကတခုံမှဟောခဲ့တယ်နော်တရားလာနာတော့ကအိမ်ကနေထွက်လာတော့ကဗလာအိမ်ကထွက်လာတော့ကဗလာဘာမှမသိဘူးဗလား တရားနာပြီးလိုက်မှအပါတဲ့အတိတွေပါသွားတယ်အိမ်ကလာတော့ကဗလာတရားနာပြီးတော့အပါအတိတွေပါသွားတယ်ရှင်းမလားအလုံးမြေသားပြေစားမှာတရားလာနာတော့ကဘာတော့ဗလာဗလာဘာမပါဘူးဘာမှသိတာမရှိဘူးဗလာဗလာလာခဲ့ရတယ်တရားဝဲပြီးသွားတော့ဟေးဟုတ်တာပဲဟောအတိလေးပါသွားတယ်ကဲအလုံးမြေသားကဲပြန်ပြောကြအောင်ဆို့ တရားမနာတဲ့ပုဂ္ဂိုလ်များဘာတို့ဗလာပဲတရားမနာပဲနေတဲ့ပုဂ္ဂိုလ်ကဗလာနေရမယ်သေတော့လေဗလာသေးသေးရမယ်သူ့မှာကန်ဆန်းမဲမပေါ့ဘူးသူကဗလာနေဗလာသေးတဲ့ပါမှာပဲဗလာဆိုတာဒကာတော်မတို့ကန်ဆန်းမဲပေါ့ရင်ဗလာတဲ့ဆိုရင်ဘာရသေးတော့ဒီမှာလဲခင်ဗျားတို့ပြန်ဖြေစားမှာတရားမနာတရားလာနာတုန်းကဘာနဲ့လာတာဗလာဗလာခုဘုန်းကြီးပြောတာတွေသိရလားဗလာမဟုတ်လားအခုတော့ဘုန်းကြီးပြောလိုက်တော့သိသွားပြီမဟုတ်လား အဲတရားနာလာတော့ငါဗလာတရားနာပြန်သွားတော့အပါပဲတိပြီးပါသွားတယ်အဲ့ဒါအလုံးတောင်းရောမြောက်ရွာလူတွေတရားမနာဘဲနေတာကဘယ်လိုကြောင့်ခင်ရတော့မလာကြတာဗလာသေးသေးချင်းလို့လားလို့မေးကျင်တယ်ခုံညက်ရှင်းမလားဗလာသေးသေးချင်းလို့သူအိမ်ကမခွာဖြစ်နေတာအဲ့ဒါကြောင့်ခုံညက်ဒီမှာဆိုတော့ပထမအချိန်ဒါရွှေရကူ ဒီပုံသူထီတော်တင်ပွဲဆိုတော့နောင်လဲကိုယ်လဲလာနိုင်မို့မလို့တော့ဒီနေ့တော့တော်တော်လေးဟောရမယ်လို့ဒီကုနာတကကြီးတွေပြောတယ်တကကြီးခေါင်းကြီးတဏှာကြီးကွာတော့ဟောပင်မယ်လို့ကောင်းပါလေဖရာတဲ့အဲ့တော့ခေါင်းကြီးကပြောတော့မယ်နော်အာလုံးတရားနာပြည့်တတ်မှာလူနေတာကနားထောင်ကောင်းဖို့မလိုတော့ဘူးခင်ဗျားတို့အိမ်မှာနားထောင်ကောင်းတဲ့ကက်ဆက်ကူတွေဒီပုံကြီးပဲလူနေတာကနားလဲဘူးတရားနာရမှာ ਉਹ နားလည်ရမယ်ဥပုသ်ဟာဖြစ်ဥပုသ်ဆောင်ကိုဆောင်ရမယ်နားလည်ရမယ်တရားထုတ်ရမယ်လို့နားလည်တာ ပြီးတော့မှငါဘယ်လိုသိမလို့ဆိုတာလဲနားလည်ထားအလုံးပြည့်တာကိုယ်ကသိရမှလားမသိရဘူးလားဘယ်လိုသိရမယ်ဆိုတာနားလည်ပြလားလို့ဘုန်းကြီးကိုကိုကိုလက်ညှိုးထုတ်မိလိုက်ငါသိမယ်ငါဘယ်လိုသိဖို့နားလည်ထားတော့ဘုရားကဘယ်လိုသိမှနိဗ္ဗာန်ရောက်တယ်လို့ဟောထားတော့အဲ့ဒါတွေကနားလည်ထားပါလားအဲ့ဒါစဉ်းစားနော်ကဲ တောင်းဆိုတော့ကြောင်းဆိုပြောစရာလေးอ่ะဒီမှာပါလာတယ်ဖះပွဲကျုပ်ပြောမလို့အဲ့ဒါကယူဆိုင်နာတော့နော်ဒီအလုံးတော်မျောတော့ဟဲ့ဖះကြီးတဲတော့ကဖះမပြီးမှမစိုးရညာဘူးလားခုတော့ဖះပြီးသွားတယ်စိတ်ချမ်းသာကြီးဟုတ်လားအဲ့ဒါပြောချင်တာဘုန်းကြီးအဲ့ဒါပြောမှာနော်ဘောင်းဆိုတိုက်ဆိုင်လို့ပါဒီမှာကြည့်ဖះမပြီးတာမပူနဲ့ ကိုပူရမှာဘာလို့သိလဲဖျားပြီးဖို့လေတရားပြီးဖို့လို့လေဖျားပြီးပြီးမပြီးပြီးကိုနဲ့မဆိုင်ဘူးအတိတ်ကဖျားပြီးဖို့လေတရားပြီးဖို့ကိုမတရားမပြီးလို့သေခဲ့ရတာငိုခဲ့ရတာအပယ်သွားခဲ့ရတာအဲတရားမပြီးခဲ့လို့ဖခင်ပြီးနေတာပဲဖခင်ကသူ့ကိစ္စနဲ့သူတပ်ပညုတဖြစ်သွားပြီတကယ်လို့ဒီဖခင်မတည်တယ်လဲအเจ้าမောင်ကဖခင်ရှိတယ်ဘယ်နေရာမဆိုရှ िख ိုးလို့ရ ဒါပေမဲ့ဝါကမဘုံကြီးကဖယံတဲ့တာမကြိုက်တာလားတရားပြီးစေချင်တာလားသဘောပါဗလားအလုံးကူပြောတဲ့စကားလေးကကျင်းတ်လားခမရတို့ဖြေတယ်ခမရတို့တတန်တရာလုံးအပယ်ရောက်ခဲ့တာဖယံမပြီးလို့လားတရားမပြီးလို့လားအခုငိုကြွေးပူ